အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီစူပါဆန်နီရဲ့ပွဲကောင်းနေရာနေပြန်လဲကြည့်လိုက်ပါကျွန်တော်ပထမဆုံးတုံ့တက်ပေးမှာကဒီအာဆန်နယ်နဲ့အီမီယန်ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့အာဆန်နယ်နဲ့တော်တောင်စပါပွဲမှာဒီအင်ရှင်အာဆန်နယ်ကဘောလုံးကြီးတလုံး90ရှုံးကူပေါင်းကြီး350အစားမှာကျေပွန့်ထားပါတယ်ဒီစည်းတမ်းကိုကြည့်ရမယ်ဆိုတော့ဒီလက်ရှိအာဆန်နယ်ကဖောင်းကောင်းနေရဆိုတဲ့ဒီအတင်းကြီးနှစ်တင်ထိုက်တိုက်ပြိုဆိုမှုဒီစည်းတမ်းကတော့ဒီရင်းပြင်းတဲ့အနေထားမှာတော့ရှိပါတယ်လက်ရှိကမ်းဖောင်းကြည့်ရမယ်ဆိုတော့ဖောင်းရတော့ဒီ အာဆင်နယ်ဖော်ပေါ်ကောင်းထားပြီးနောက်ဆုံး၅ပွဲမှာဒီရှုံးမရှိကန်ထားပြီး၄ပွဲနိုင်၃ပွဲတည်ဝင်းဝင်းတော်တောင်ဆွာကတော့နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံး၃ပွဲတည်နေတယ်ဒီနေ့ကဒီတော်တောင်ဆွာရဲ့ပွဲစဉ်ကိုကြည့်ရမှာစမ်းသူ့အနေနဲ့ဒီထူးခြားတာကဒီအိမ်ဝင်းနေမှာရမတ်တွေဆုံးလုံးထားပြီးဝင်းဝင်းနေမှာတော့ဒီတိရတာရမတ်တွေစုဆောင်ထားတဲ့နေရာမှာရှိပါတယ်ဒီဝင်းဝင်းတော်တောင်ဆွာကွန်မွန်နေနေထားကိုတွေ့ရပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီအာဆင်နယ်တို့အနေနဲ့ တို့ရဲ့အဓိကဒီနောက်ခံလူကားပြီးရဲ့မပါခြင်းကဒီခံစစ်ပိုင်းနဲ့လာမှာပဲဒီတိုက်စစ်ပိုင်းကဒီစက်ပစ်ကိုဟိုခေါင်းတိုက်ဖို့အတွက်လည်းဒီကားပြီးရဲ့ကအားကိုးရတဲ့အနေထားမှာဖြစ်တာကြောင့်ဒီခံစစ်ပိုင်းရောကားပြီးမပါခြင်းကခံစစ်ပိုင်းရောတိုက်စစ်ပိုင်းရောအနည်းငယ်အားနည်းလာတဲ့အနေထားမှာရှိပါတယ်ဝိကွင်းဒေါ်တာအစောကြီးရမှန်းနဲ့ဒီဒီဘက်မှာလွင်မြေသူပြန်ဆုံလာတဲ့အနေထားမှာရှိပါတယ်အဓိကခံစစ်မှုဒီဘူမဲရိုးပါဝင်လာခြင်းကလည်းဒီဒေါ်တာအစောခံစစ်ကိုတိတိကျကျပိုကောင်းမွန်တဲ့အနေထားမှာရှိပါတယ်ဒေါ်တာအစောခံစစ်ကလည်းဒီဘူမဲရိုး ဒီပါဝင်ရပိုးကောင်းပြီးဘုမဲရိုးတကယ်ဒဏ်ရာရရှိသွားတဲ့ပွဲစဉ်တွေမှာဆိုရင်ခန်းစစ်ကပြည်သက်တာအားနည်းနေတာမှာဖြစ်တာကြောင့်သာသမာပြီးပေါင်မှုနေတာရလဲတော်တော်စွာတော့အသာနေရနေတာမှာရှိပါတယ်ဒီပွဲစဉ်ပြီးလည်းဒီနှစ်သင်းသလုံးကဒီဥရောပပွဲစဉ်ချန်ပီယံလိပွဲစဉ်တွေကံမှုရှိတဲ့နေတာမှာဖြစ်တာကြောင့်နှစ်သင်းသလုံးကတော့ဒီပွဲစဉ်မှာထိနေနေသိနေကံလာမဲ့နေတာမှာရှိပါတယ်အဓိကကတော့ဒီပြီးခဲ့တဲ့ဒီမနေ့ကဒီအစ်စ်နှစ်ကနေဖိအားပေးနေတဲ့မဆာဆီဒီရှုံးနေတာပြီးအမှတ်ရထားနေတာမှာဖြစ်တာအကြောင်းဒီအာဆန်နယ်လို့နေနေဒီဖိအားအနေနဲ့ ကင်းလာတဲ့ဏိဌာမှာဖြစ်တယ်။ဒီနောက်ကြောင့်မို့ဒီအတင်းကြီးတွေကအတင်းကြီးဒီဇာတ်ထိပ်ပိုင်းကအတင်းတွေကလည်းတင်းတင်းရှုံးပြီဆိုရင်တင်းတင်းကအမှတ်ရောပြီဆိုတော့နောက်တင်းတင်းကလည်းလိုက်ပြီးတော့အမှတ်ရောတတ်တဲ့အစင်လာလဲရှိတဲ့ဏိဌာမှာဖြစ်တာကြောင့်လော်ဒီဘွဲမှာစီးပြင်းနေရဆိုရင်လည်းဒီအခနေတို့လူမဆုံမှုရဲ့တော်တော်အစွားတို့ဒီလူပြန်ဆုံလာတဲ့ဏိဌာမှာဖြစ်တာကြောင့်တလုံး90ရှုံးပေါက်ကြအောင်မှာအဝေးဝင်းအစနေတို့နှစ်ခုပြတ်မရှုံးနိုင်တဲ့ဏိဌာမှာရှိပါတယ်။ဒါကြောင့်မို့အနည်းဆုံး90စားရမယ်။ဝေးခွင်းတော်တော်စွာပေါ်ဒီကိုရွေးချယ်ထားပါတယ်။ နောက်ဘက်တော့ဒီလာလီကာပွဲစဉ်ဖြစ်တဲ့ခီတာဖိနဲ့အီဒီကိုမတ်တွေ့ဒီဘက်မှာဝီအီဒီကဘူရီကြီး90ဆာပူပေါင်းကြီးနှလုံးသေးမှာခြေပွန့်ထားပါတယ်စီလန်ကိုကြည့်ရမယ်ဆိုတော့ဒီပြည့်ကြတဲ့ရာသီအန်တူဟတ်တွေမှာလည်းဒီအီဒီကိုအနေနဲ့ဒီ level ရှုံးလောက်ပဲပြေးထားကြမှာဖြစ်တာကြောင့်ဒီနေ့တန်းကတော့အီဒီကိုအနေနဲ့စီလန်မပြော့တဲ့အနေထားမှာတော့ရှိပါတယ်လက်ရှိဖောင်ကြည့်ရမယ်ဆိုတော့ဖောင်ရတော့ဒီနှစ်သင်းနှလုံးဖောင်ကောင်းမွန်တဲ့အနေထားမှာရှိပါတယ်ဒီဝင်းဝင်းအီဒီကိုကလည်းနောက်ဆုံး၅ဘက်မှာအေဝဲ9တပွဲပဲရှုံးထားပြီးအေရှင်ဂီတာဖိကလည်းနောက်ဆုံး၅ဘက်မှာ၃ဘက်9တပွဲရှုံးနေတယ်ဖောင်ရတော့ နေ့တုန်းလုံးဖောင်ရမ်းကောင်းတဲ့နေထိုင်မှာရှိပါတယ်။အဝင်းဝင်းအဒီကိုမထုတ်ကိုကြည့်ရမှာဆိုရင်ဒီနေဒီပွဲပြီးရင်လေဂျာယက်မှာဒီအဓိကချန်ပီယံလေးအရင်ကြီးရဲ့ပွဲစဉ်အင်တာမီလန်ကိုအိမ်ဝက်မှာအဲ့ခါရမယ်နေထိုင်မှာဖြစ်တာကြောင့်ဒီကစားခွေတာဖို့လိုအပ်နေတဲ့နေထိုင်မှာရှိပါတယ်ဒီတန်ရန်ရစီမှုကစားသမားကိုကြည့်ရမှာဆိုရင်လေဒီအဓိကကစားသမားဒီတိုက်စစ်မှာကစားနေတဲ့ဂျူလီယန်ကိုစီမြူနေနဲ့ဒီအဓိကဒီကိုသမားဂျန်အော့ဘလက်ဒီဒိုင်ယန်ရရှိထားတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီပွဲကိုဘက်ချော်မင်နေထိုင်မှာရှိပါတယ်ဒါကြောင့်မို့အီဒီကိုအနေနဲ့တိုက်စစ်ကို ကုသမာရောအနေငယ်အားနဲ့နေရနေထားမှာဖြစ်တာကြောင့်ဒီဂျာယက်မှာလည်းကွက်ချက်ကန်ရမဲ့ဒီအီဒီဂရိုအနေနဲ့ဒီအဝေးဝဲမှာရေဂူလာမဲ့နေထားမှာမရှိပါဘူး။ဒါကြောင့်မလုံငါးစားပေါက်ကြီးအောင်မှာ50ရင်းပြီးဝေးဝင်းဂီတာဖေးပေါ်လေးကိုရွေးချယ်ထားပြီးဘူပေါင်းကြီးနှလုံးသည်ဘူပေါင်းစီပြော့ပြောင်းနေမှုနဲ့အတူခူပေါင်းအောက်ကိုလည်းရွေးချယ်ထားပါတယ်။အင်းရှင်ဂီတာဖေးပေါ်လေးနဲ့ခူပေါင်းအောက်ကိုရွေးချယ်ထားပါတယ်။နောက်ဘက်တော့ဒီလာလီကာနောက်ကျအပွဲနဲ့ဖြစ်တဲ့အချီနဲ့ဝီယက်မက်ထွက်ဒီဘွဲမှာဝီဝီရဲ့ကဝူရီရဲ့တလုံးရှုံနဲ့ ကိုပေါင်းကြီး350ရှုံးမှာရှင်းဖွင့်ထားပါတယ်ဒီဈေးတော်ဒီရမစနော်ဒီအပြေမထုတ်နေတဲ့ဒီတန်တက်အတင်အချီကိုဝေးဝင်းဖြစ်ပေမဲ့ဒီဈေးကတော့ပြည့်တဲ့နေထားမှာတော့ရှိပါတယ်ဒီလက်ရှိကားဖောင်ကြီးရမစနော်ဖောင်ရတော့ဒီဘီအမ်အက်စ်ဖောင်ကောင်းမွန်နေပြီးတော့ဒီအချီကတော့ဒီနောက်ပိုင်းဘွဲတဲ့နေမှာတော့အနည်းငယ်ဖောင်အောင်နေတဲ့နေထားတော့တွေ့ရပါတယ်နောက်ဆုံး၅ဘွဲမှာအချီတစ်ဘွဲနိုင်နှစ်ဘွဲရှုံးနှစ်ဘွဲတည်နေရာဒီအစကဒီဖောင်ကောင်းထားရဆိုနေဒီနောက်ပိုင်းဘွဲတဲ့နေမှာတော့အနည်းငယ် ထောင်ပြန်အောက်လာတဲ့အနေအထားမှာတော့ရှိပါတယ်။ဝီဝင်ရီယယ်ကြီးကမဆန်ငုံဆုံးဟောက်မှာသုံးပွဲနိုင်တပွဲချင်းလပွဲတင်တယ်။ထောင်မဆိုးလို့ပြောလို့ရရဆိုမဲ့သူ့အနေနဲ့ဒီအဝေးပွင့်နေမှာတော့ရုံးကန်ရရနေထားမှာရှိပါတယ်။နောက်ဆုံးအဝေးပွင့်နှစ်ပွဲသက်တိုက်လည်းဒီရမဆုံးရှုံးထားတဲ့အနေအထားမှာရှိပါတယ်။ဒီဘလက်ကန်ကိုစီစီလီဗာပူးကိုဝမ်းစီနေတယ်။အဝေးပွင့်နှစ်ပွဲသက်တိုက်ရလည်းမကောင်းထားပါဘူး။ဒီပွဲကလည်းဒီအဝေးပွင့်သုံးပွဲဆက်ကန်ရမယ့်အဝေးပွင့်လည်းဖြစ်တယ်။ဒီပွဲပြီးရင်ဂျာရဲ့ချန်ပီယံလိဂ်ကလည်းအဝေးပွင့်ကန်ရမယ့်နေထားမှာဖြစ်တာကြောင့်ရီယယ်မက်ထရစ်တို့ပလေးယာတွေ ဒီအဝေးဝင်လေးဝက်ဆက်ခံရမှာဖြစ်တာကြောင့်ဒီဝက်ပန်းလာတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ဒီဘွဲမှာလည်းသူ့အနေနဲ့ထင်းထင်းသေးသေးနဲ့ခံရမယ့်အနေထားမှာရှိပါတယ်။အင်းရှင်အရှူကြည့်မယ်ဆိုလည်းဒီနောက်ပိုင်းဝက်ဆက်နေမှာရက်လက်ကြဆင်းထားရဆိုရင်ဒီအင်ကွေးမှာတော့သူ့အနေနဲ့ဒီအနည်းဆုံးသေဒမက်လောက်တော့ရောက်ယူထားတဲ့အနေထားမှာရှိပါတယ်။ဒီအသင်းကောင်းတွေဖြစ်တဲ့ Athletic Club ကိုစီးစီးရဲစုတွေလည်းကိုအင်ကွေးမှာဝန်းဝန်းနဲ့နောက်ဆုံးဒီနှစ်ဘွဲဆက်တဲ့အင်ကွေးမှာချုံဝင်ပြီးကန်ထားပြီးပေကိုရဝူကလည်းအရင်နေတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီဘွဲမှာ အဝေးဝင်းဘီရဲတို့နဲ့ဒီအဝေးဝင်းမှာဖောင်းအောင်နေတဲ့အနေထားလည်းဖြစ်တယ်ဒီအဝေးဝင်းဇက်တိုက်ဝေးဝင်းဇက်တိုက်ဒီပွဲချက်ကန်နေရတဲ့အနေထားမှာလည်းဖြစ်တာအကြောင်းကျွန်တော်ဒီပွဲမှာတော့ဒီ350ရှင်းပေါက်ကြည့်အောင်ပါဘိုးအောက်ကိုရွေးချက်ထားပြီးမော်ရီဂျီလုံးရှင်းပေါက်ကြည့်အောင်ပါလေဒီအင်ရှင်အချီတို့ကိုကိုပြတ်မရှုံးနိုင်တဲ့ပွဲလို့ယူဆပါတယ်အင်ရှင်အချီဘူတွေနဲ့ကိုမောအောက်ကိုရွေးချက်ထားပါရဲ့နောက်တစ်ပွဲတော့စီးရီးအပွဲကောင်းတစ်ပွဲဖြစ်တဲ့အင်တာမီလန်နဲ့အေစီမီလန်ဒီပွဲမှာအင်ရှင်အန်တာကဘော်ဒီလေးလေဗယ်ရှုံးနေကိုပေါင်းကြည့် နှလုံး90ရုံးမှာခြေပွန့်ထားပါတယ်ဒီစိတ်တော့မကြည့်ရမှန်းတယ်လက်ရှိစတန်နေရလဲဒီအင်တာတို့အပေါ်မှာရောက်ရှိနေတဲ့အနေထားမှာလည်းဖြစ်တယ်ဒီအိမ်ကွင်းအားသာခြင်းနဲ့ level ရှုံးကတော့ပေးတဲ့နေထားမှာတော့ရှိပါတယ်လက်ရှိကတော့ဖောင်ကြည့်ရမှန်းတယ်ဖောင်ရတော့ဒီအင်တာဖောင်ရန်ကောင်းနေပါတယ်နောက်ဆုံးကတော့မှာ၄ဘွဲ့နိုင်တစ်ဘွဲ့ရှုံးဝင်းဝင်း AC ကတော့နောက်ဆုံးကတော့မှာ၂ဘွဲ့နိုင်၃ဘွဲ့တည်နေတယ်ရှုံးမွေးမရှိတာသေးဘူးမယ်ဒီတေဘွဲ့တွေအများစုကန်ထားတဲ့နေထားမှာရှိပါတယ်ဝင်းဝဲဆိုတော့သူ့နေတဲ့ဒီတေဘွဲ့တွေညှားထားတဲ့နေထားမှာရှိပါတယ်ဒီနေ့ဒီ head to head ကိုကြည့်ရမှန်းတယ်ဒီအင်တာမြန်လို့ ဒီဟက်တူဟက်တွေ့ဆုံမှုတွေတိုင်းမှာနောက်ဆုံး၅ချက်သလုံး AC Milan ကိုအနိုင်မရရှိထားတဲ့အမှတ်တမ်းတွေ့ထားတဲ့နေသားမှာရှိပါတယ်ဒီပွဲမှာလည်းဒီ Inter Milan တို့အနေနဲ့ဂျာယက်မှာ Champion League ပွဲချက် ATG ရဲ့အင်ဂျင်ကိုထောက်ကန်ရမယ့်နေသားမှာဖြစ်တာကြောင့်ဒီ Inter Milan ဒီကစားဖြစ်တာဘို့လိုအပ်နေတဲ့နေသားမှာရှိပါတယ် Inter Milan ရဲ့ဒီအဓိကဒီကွင်းလေလူတွေလည်းဒီပွဲမှာနှစ်ယောက်အဓိကကွင်းလေလူနှစ်ယောက်ဖြစ်တဲ့ဒီ Makita Yan နဲ့ဒီ Dancer Danfit ဒီနှစ်ယောက်လုံးဒီတန်ရာပြဿနာဖြစ်နေတဲ့နေသားမှာဖြစ်တာကြောင့်ဒီပွဲမှာဝဲချော်မဲ့နေသားမှာရှိပါတယ်။ဒါကြောင့်မို့ဒီလူမျိုးတွေအသင်းကြီးနဲ့အသင်း ထိတ်တိုက်တွေးဆုံးပွဲမှာဒီအဓိကအကမ်းမားတွေမှာပါဝင်နိုင်တဲ့အနေထားရဲ့ရှားရမှာလည်းဒီချန်ပီယံလိပွဲကြက်ကန်ရမယ့်အနေထားရဲ့ဖြစ်တာကြောင့်ဒီအင်တာမီလန်တို့ဒီပွဲမှာလွယ်ပူလာမယ့်အနေထားမှာမရှိပါဘူးဝိုးဝင်း ACU ကြည့်ရမယ်ဆိုရင်ဒီရှားရမှာချန်ပီယံလိဒီဥပပဝေးစင်းနေမရှိတာဖြစ်တော့ကြောင်း AC မီလန်နေနဲ့ဒီဒီယာဒီမှာတော့ CDO ပဲအဓိကပြတ်မှတ်ထားပြီး NBA အပြင်နဲ့ကန်လာမယ့်အနေထားမှာဖြစ်တာကြောင့်ဒီပွဲမှာအောက်ကြီးပေါက်တဲ့ AC မီလန်တို့အနေဆုံးပေးရရှိတော်မူွယ်လို့ယူဆပါတယ်ဒါကြောင့်ဘို့ level ချောင်းပေါက်ကြရမှာအဝေးဝင်း इसी बॉडी में भी चढ़ावा है